ခုကတော့ကျွတ်ရရအောင်ပွဲအနေနဲ့ကအဲချင်းညီနောင်တပ်ဖွဲ့ဒီဘက်ကနေမှ ဖလမ်းမြို့ကို အပိတတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တဲ့ဒီဖလမ်းတိုက်ပွဲဆိုလို့ရှိရင်လေဖလမ်းမြို့မှာတခုတည်းဂျန်နေခဲ့တဲ့ခလာရ268ကိုမနေ့ကဧပြီလ9ရက်နေ့မနေ့ပိုင်းမှာ အပိတတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တဲ့အခုကျမနဘေးနားမှာမြင်ရတဲ့လက်နက်တွေကတော့နော်ဖျားပွဲကလက်နက်လို့တော့မထင်လိုက်နဲ့ဒါက အခုဒီဖလမ်းမှာရရှိခဲ့တဲ့ပပကြီးရဲ့အလူဖြစ်တယ်เนาะဆိုတော့ဒီဖလမ်းတိုက်ပွဲလဲချင်းညီနောင်နဲ့အတူပူပေါင်းတော်လာရေးဒီဘက်ကနေမှ တိုက်ခိုက်ခဲ့တာဟာ2024နိုဝင်ဘာလကနေမှစတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်ဒါပေမဲ့ ဧပြီလမနက်တော့အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖလန်းကိုတော့ဧပြီလ9ရက်နဲ့မနက်မှာတိုက်ခိုက်သိမ်းပိုက်နိုင်တယ်။ညနေပိုင်းမှာတော့အင်းတော်ကိုကျွန်တော်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ပြလို့ရှိရင်အခုချင်းပြည်နယ်မှာမြို့သုံးမြို့ပဲကျန်တော့တယ်။အာဒီဟာခါရဲ့သန်တလန်ရဲ့တီတေမြို့ရဲ့ဒီတုံးမြို့ပဲကျန်တော့တယ်။ဒီသုံးမြို့ပြီးပြီဆိုလို့ရှိရင်တော့ချင်းပြည်နယ်တစ်ခုလုံးကကျတော့တော်လိုင်းရဲရဲ့လက်ထဲမှာရောက်သွားမှာဖြစ်တယ်။ နော်ဒါတွေအားလုံးဟာကျွန်တော်တော်လရဲတွေရဲ့စွန့်စားခြင်းကျွန်တော်တို့ပြည်သူလူထုတွေရဲ့ပံ့ပိုးခြင်းတွေကြောင့်ဖြစ်တယ်ဆိုတဲ့အရာ အားလုံးကိုလည်းကျေးဇူးတင်တဲ့အကြောင်းပြောချင်တယ်ဒီဖလာမှာရှိတဲ့ခလာရ968ဆိုတဲ့စစ်ခွေးစခန်းဟာ2025 April 9ရက်နေ့မှာ အပြီးတက်လုံးဝချုပ်ငြိမ်းသွားပြီ